တပည့်ချင်းခွန်တမိုင်းတပ်ပွဲမှာဒေါ်လာရင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်6ဦးထိကြာဆုံးခဲ့မိုးကုတ်ပြူဟာရဲ့ဝမ်းထဲချီခွဲခြင်းမတန်2025ခုနှစ်မတ်လ10ရက်နေ့ကစစ်ကောင်စီတပ်နဲ့မိုးကုတ်ပြူဟာအပါဝင်အခြားမဟာမိတ်တပ်ဖွဲ့ဝင်များနဲ့တပည့်ချင်းခွန်တမိုင်းထိတွေ့တိုက်ပွဲမှာကြာဆုံးသွားခဲ့ရသော အာဇာနည်သူရဲကောင်းရဲဘော်များဖြစ်ကြသောရဲဘော် AK5 ခေါ်ရဲဘော်အောင်ကျော်မူရဲဘော် Blaster ခေါ်ရဲဘော်တအောင်ရဲဘော် Brazil ခေါ်ရဲဘော်ဟင်းကြအောင်ရဲဘော်ခူလေးခေါ်ရဲဘော်ဘိုင်ဘယ်ရဲဘော်ခိခိခေါ်ရဲဘော်ပြာကြီးရဲဘော်ခီနိုခေါ်ရဲဘော်ဟေးမင်းထက်တို့ဟာမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ကြရပါလေပိုကိုပြူဝါရဲ့ ရဲဘော်များဝမ်းနည်းကြည်ကွဲမှုများနဲ့အတူဒေသစွာဂုံယူဥညွတ်အလင်းကြီးပြုအပ်လိုက်ရပါတယ်။မြင်းမြစွာပေးဆက်သွားကြရသောရဲဘော်များအားလုံးကောင်းရာသူကတိလာပါစေ။ဒီတော်တိုင်းမှာရဲဘော်တို့ရဲ့မပြီးပြတ်သေးတဲ့တော်ဝင်များကိုကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်များကဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ပြီးရဲဘော်တို့တော်ဝင်ကြည့်ကြပါပြီရဲဘော်တို့ဒီတော်ဝင်တွေကိုထားခဲ့ပါတော့ ရဲဘော်တို့ဟာဤဝန်းနေချင်းမိစားကို ထုတ်ပြန်သည့်နေ့မှစပြီးမိမိတို့ဘောကိုပြူဟာနေတဲ့လုံးဝလုံးဝသက်ဆိုင်ခြင်းမရှိတော့ပါရဲဘော်တို့အေဂျင့်နဲ့ဘုံဘွားတို့ဘလက်စွာသွားနိုင်ပြီဖြစ်ကြောင်းအမိန့်ပြန်လဲထုတ်ပြန်လိုက်ရပါတယ်6ရောက်တော့ကြာဆုံးခဲ့ရတယ်လားတပိကျဲခွနမိုင်းဆိုတဲ့အတန်ကြားရင်ရင်းနေတာအထက်ပူလာပါပြီ ဒီတပည့်ရင်ခုနမိုင်တိုက်ပွဲမှာကျွန်တော်တို့ပြည်သူတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်ပေါင်းများစွာကြဆုံးခဲ့ရပြီလေဖြစ်ပါတယ်။ဒီတခါလေမုတ်ကူဘာကရဲဘော်6ယောက်ထက်မှန်ကြဆုံးခဲ့ရပြီဖြစ်ပါတယ်။ကြဆုံးခဲ့တဲ့ရဲဘော်တွေရဲ့အသက်တွေဟာ20ကျော်ရွယ်သေးတာရှိနေကြသေးတာလေဖြစ်ပါတယ်။ဒီလိုအသက်ရွယ်ငယ်ငယ်လေးတွေနဲ့ တံပိုးထားရတဲ့တာဝန်ဝတီကားကြီးကြီးမားလုံးခဲ့ပေမဲ့ဒီညူတော်လန်ကြီးရဲ့အောင်ပွဲကို သူတို့အတန်နဲ့တိုက်ယူခဲ့ပြီးအောင်ပွဲဆင်ပြီးအင်းနီစီပြန်ကြရဲ့တားယူခြင်းမှာတော့ရဲဘော်တို့ကမပါနိုင်တော့ဘူးပေါ့ရဲဘော်တို့ရဲ့ပေးဆက်မှုဟာကြီးမားလုံးခဲ့ပါတယ်ရဲဘော်တို့ကိုဆုံးရှုံးလိုက်ရတာနဲ့အမတန်ဝမ်းနည်းနာကျင်ရပါတယ်ဒီရဲဘော်လေးတွေလူငယ်လေးတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်သားကောင်းရည်ရွယ်ချက်တွေဖြစ်ခဲ့ပါတယ်။တန်ဖိုးရှိတဲ့လူတွေကိုဖက်စစ်အာဏာယူရကြောင်းဆုံရှုံနေခဲ့ရတာဟာအမတန်ဝမ်းနည်းနာကျင်စရာကောင်းလို့လာပါတယ်။စမိစာယူလက်ပါစီတွေကြောင်းကျွန်တော်တို့ရဲ့ရဲဘော်တွေကြာဆုံးရတဲ့အခါမှာတော့ကျွန်တော်တို့အားလုံးပါတာဝန်ရှိပါတယ်။ကျွန်တော်တို့ဒီထက်ပိုပြီးမျိုးတော်တိုင်းမှာပါဝင်နေမှဒီလိုတန်ဖိုးရှိတဲ့အသက်တွေကိုကယ်တင်နိုင်မှာလည်းဖြစ်ပါတယ်။ ဒီလိုထပ်မံဆုံးရှုံးရမှုတွေမဖြစ်မှလည်းဖြစ်ပါတယ်အဲဒီကြောင့်ကျွန်တော်တို့စပို့ပြီးခဲ့မြန်မာကအမြင်မပြတ်မြူးတော်လိုင်းမှာပါဝင်နေကြဖို့တိုက်တွန်းပြီးနေရတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကလည်းသူရဲကောင်းအာဏာကြီးကို ထပ်ပြီးမှတ်တမ်းမတင်ကျင်တော့ပါဘူးဒါပေမဲ့လည်းတိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရေးပြည်မြေစွာ အသက်ပေးသူကြာဆုံးသွားခဲ့တဲ့အချိန်မှာတော့မြူးတော်လိုင်းရဲ့သူရဲကောင်းအာဏာကြီးဖြစ် မတန်းတင်ကိုတင်ထားပေးရမှာလည်းဖြစ်ပါတယ် အမေရောပဲသူရဲ့ကောင်းတွေအတွက်ကျွန်တော်တို့အားလုံးကဘယ်တော့မှမိမသွားကြဖို့လိုအပ်ပါတယ်။သူရဲ့အသက်ခန္ဓာကိုစွန့်လွတ်ပေးဆက်ခဲ့ပြီးမှရခဲ့တဲ့တော်လန်ရေးကိုကျွန်တော်တို့အားလုံးတန်ဖိုးထားကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာလည်းတော်လန်ရေးဟာအလွယ်တကူနဲ့မရခဲ့ကြောင်းအသက်တွေဘဝတွေပေးဆက်စွန့်လွတ်ပြီးမှရခဲ့ကြောင်းတမန်ရဲ့စာမျက်နှာတွေမှာခပြီးပေါ်ကုန်ထုံထင်ကြရစေခြင်းလိုပဲဖြစ်ပါတယ်။ ပြည်နေကပြည်သူနဲ့အတူတရားတဲ့ဘက်ကနေသနကိုင်တော်လန်ရင်မြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ရဲဘော် AC5 ခေါ်ရဲဘော်အောင်ကျော်မိုးမိုးကိုပြူဟာရဲဘော် Black Star ခေါ်ရဲဘော်တတ်အောင်မိုးကိုပြူဟာရဲဘော်ဘရာဇီးခေါ်ရဲဘော်ဟိတ်တအောင်မိုးကိုပြူဟာရဲဘော်ကူလေးခေါ်ရဲဘော်ဘိုင်ဘယ်မိုးကိုပြူဟာရဲဘော်ခိခိခေါ်ရဲဘော်ပြာခိမိုးကိုပြူဟာ ရဲဘော်ခီနိုခေါ်ရဲဘော်ဟင်းမင်းစော်မုတ်ကုတ်ပြူပါတို့ဟာကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမာလေးအလေးညီပြုမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်တို့ရဲ့စုံလုံးအနေနဲ့ကဲပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနေပြီးတွေ့လိုက်တဲ့တိုင်းကဘယ်တော့မှမေ့သွားနိုင်မီမဟုတ်ပါကြာဆုံးရတဲ့ရဲဘော်ကောင်းရသူကြီးလာပါစေဖက်စစ်ဂျပန်ဆရာနာရှင်တွေကိုအမြင့်ပြည့်ချီးမွမ်းရင်း မိမက်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ဒွေကောက်အာဇာနည်ရဲ့အကြောင်းကိုဂွန်ယူလီစာဝန်ထဲကြေခွဲခြင်းများစွာဖြင့် အလေးပြုမှတ်တမ်းတင်နေတဲ့ Support PDF ရဲ့မြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။ Support PDF ရဲ့မြန်မာ YouTube Channel ကိုကြည့်ရင်မြို့တော်တိုင်းမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင့်မြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွေဦးတော်လန်ဟင်းမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရဲ့ရဲမှာဖက်ဒရယ်ဂျီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွေပဲဖြစ်စီလက်နက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရေးပေါ်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်